ချမ်းသာတဲ့တထေသားတယောက်ကဟင်းသင်းရဲ့တဲကိုလူရှိသူရှိမှမမစွာနဲ့ပြောနေပါတယ်။မင်းတို့လိုလူတွေကငါတို့လိုပတ်သက်ရှိတဲ့သူတွေရဲ့ကျုံတွေပဲအမြဲဖြစ်နေပါအမန်တကယ်တော့ဟင်းသင်းဟင်းရဲ့တဲဟာ သူစင်းရဲမဟုတ်ပါဘူး။သူကဘလောက်တောင်ကြီးမဲ့တဲ့သူလဲဆိုတာသိလိုက်ရတော့မှလူတိုင်းကအံ့အားတင်သွားကြပါတယ်။မနေ့စင်နာရီလောက် ဥဇော်ဝင်းဟာသူ့ရဲ့ဟင်းသိမ်းဟင်းရွက်တွန်းလဲလေးနဲ့တလန်းဝင်တလန်းထွက်ဟင်းသိမ်းရွက်တွေလိုက်ရောက်နေတော့လူတစ်ယောက်ကသူ့ကိုလှမ်းခေါ်လိုက်တယ်။ဈေးတယ်ဈေးတယ်ဟိုခဏရပ်ပါဦးကျွန်တော်ဟင်းသိမ်းရွက်နည်းနည်းတော့ဝယ်ချင်လို့ပါခေါ်တန်ကြားတဲ့အခါမှာဥဇော်ဝင်းကရက်ပြီးကိုချမ်းလည်းတွန်းလဲနာကိုရောက်လာပါတယ်ကိုချမ်းကခရဲညီလေးတလုံးကိုကောက်ယူဖိကြည့်လှန်လို့ကြည့်ပြီးတပိတ်တာဘလောက်လဲဗျာ တပိတာ900ပါလူလေးဟိုလက်လက်ဆက်ဆက်ဒီပါဗျ။ဟိုဒါဆိုရင်တော့နှစ်ပိတာပေးပါကျွန်တော်ငွေတထောင်ပေးမယ်နော်။ဦးဆောင်မင်းကခဲညင်သေးကိုချိန်ခွင်ထဲမှာထည့်ချင်နေတော့ကိုချမ်းကရွတ်တရက်ပြောလိုက်ပါတယ်။ဟာ?ဟိုမဟုတ်သေးပါဘူး။ငွေတထောင်ကများလို့နေ။ဟို600ပဲပေးမယ်။ငွေ600နဲ့ပဲဟိုနှစ်ပိတာပေးလိုက်။ဒီကဈေးတဲ့ဦးလေးကြီးကလည်းကောင်းလေးကိုအံ့ဩတကြီးနဲ့ကြည့်လိုက်ပြီ။ဟော? လူလေးခုနကပဲချတဲ့ငွေအတိုင်းတထောင်ပြည့်မဲ့ပြတ်ပြီအခုကြတော့ဘာလို့ချရလဲဟိုဈေးတော့မလျှော့တော့ပါဘူးပြီးတော့600နဲ့ကျွန်တော်ဘယ်လိုပေးနိုင်မလဲအဲ့ဒီဈေးနဲ့ဦးလေးတော်ဝယ်လို့မရဘူးချတဲ့ငွေအတိုင်းပေးပါလူလေးရေဘယ်လိုလုပ်ပေးမလဲဟုတ်လားအချားသူတွေကို ပေးသလိုပဲအိတ်ထက်ထက်ပေးပေါ့လူလေးရေနှစ်ပိတ်သာ600တော့မဖြစ်နိုင်ပါဘူးဒီတိုင်းဆိုရင်ဥဥရင်ပြုတ်လိမ့်မယ် ဘလို့မှမရလို့ပါကွယ်ဒီခါကိုချမ်းလည်းဟားတိုက်စွာကြည်မောနိုင်ပြီအဖိုးကြီးပေးမလားပေးဘူးလားခမခဲငင်သီးကတရားတော်တန်တာမဟုတ်ဘူးဒါဦးပါ900လေးဟုတ်လားရည်ရတယ်ကွာဥဇော်ဝင်တရားညှိုးငယ်စားနေပင်လူလေးရဲ့ဒီကုန်ပစ္စည်းတွေကဦးလေးချတဲ့ငွေတိုင်းပေးဝယ်ခဲ့တာပါတပိတာ900ထက်ရှော့ပေးလို့မရဘူးကွယ် ဦးလေးရဲ့ကုံနေအတွက်တော့ကြားတင်ွေတော့တိတိကျကျရကျင်နေ။ကောင်းရန်ကောင်းဝင်လုပ်နေတာမို့လို့တောင်းစားနေရလဲမဟုတ်တယ်လို့လူယူနေရလဲမဟုတ်ပါဘူးလေ။ဦးစုံဝင်းရဲ့စကားတွေကြောင့်ဒေါသထွက်လာပြီးကိုချမ်းရဲ့မျက်နှာတွေရဲတက်လာခဲ့ပါတယ်။ခမားတို့လိုလူတွေကတောင်းရင်တောင်းမတောင်းရင်လူမဲ့သူတွေပဲ။ခမားတို့လိုလူတွေရဲ့အကြောင်းကိုကြုံကောင်းကောင်းသိနေဗျ။ဒေါသတွေကြောင့်မျက်နှာရဲနေခဲ့တဲ့ကိုချမ်းဟာစိတ်မထင်းနိုင်ပဲ ဦးဇော်ဝင်းရဲ့တွန်လဲကိုအားနဲ့တွန်းပြလိုက်ပါတယ်။တွန်လဲဘော်ကခဲညင်သည့်တွေလမ်းပေါ်ပြန်ကျဲသွားကအချို့ကမြောင်နဲ့လင်းဆဲသွားပါတယ်။ဦးဇော်ဝင်းသူ့ရဲ့ဒေါသကိုမြင်ပြီးတုန်လှုပ်သွားလို့ဘာမှပြောပေလမ်းမပေါ်မှာဒူးထောက်ကတုံရင်နေတဲ့လက်တွေနဲ့လင်းချသွားတဲ့ခဲညင်သည့်တွေကိုပဲလိုက်ကောက်နေကြတယ်။ဝမ်းနဲ့စွာနဲ့မျက်ရည်ကျလာပြီးနှုတ်ကရေရွလိုက်ပါတယ်။ဖျားတခဲကျွန်တော်ဘာအပြစ်များလုပ်မိလို့ဒီတံကိုခံနေရတာလဲ။ ဆက်ပြီးတော့မှတူတူလေးပြောနေပါသေးတယ်။ကိုချမ်းကတော့ဒေါသမပြေသေးတာကြောင့်လဲပေါ်မှာနည်းနည်းကြံနေခဲ့တဲ့ခန်းကြီးတိနဲ့ဖြစ်ပေါက်လိုက်တာမို့ဦးဇော်ဝင်းရဲ့အဝေးအစားပေါ်မှာအရည်တွေစီးကြလာတယ်။ပြီးတော့ဘေးနားကပတ်ဆက်ထဲတဲ့ကြေးဖလားကိုလည်းမြေယူပေါ်မှာဖြစ်ပေါက်လိုက်တာကြောင့်ဖလားလည်းကွဲသွားပါတယ်။ဘေးမှာဝိုင်းကိုကျင်းနေတဲ့သူတွေအများကြီးရှိနေပေမယ့်သူတို့ဖို့တော့ဖြောပြေပွဲတစ်ခုထက်မပိုခဲ့ပါဘူး။ဘယ်သူမှဝင်မပြောမချင်းဝင်ကူချင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့လူအုပ်ထဲကအမျိုးသမီးငယ်တယောက်ကထွက်လာပြီးရဲလိုက်စမ်းနေလူမဟုတ်သေးရဲ့လားဒီလောက်အသက်ကြီးနေတဲ့ဦးရေးကြီးကိုဒီလိုရေလှုပ်ဖို့တင့်သလားရဲလိုက်စမ်းကိုချမ်းကအမိန်ပေးနေတဲ့အမျိုးသမီးကိုခြေစုံကောင်းဆုံးတစ်ချက်ကြည့်လိုက်ပြီးဟက်ကောင်မလေးနေဝင်ပါနဲ့ဒီလိုလူတွေကတနာစရာတကွမ်းမှမရှိဘူးဒီလူလိုမျိုးကဒီလိုလှုပ်ပြီးမှတန်လာနေဘာမှဝင်ပါနဲ့အခြားသူတွေလိုဟိုနားမှာသွားကြည့်နေ ကိုချမ်းပြောသူလိုထွက်သွားမယ်စားကမာလေးကခြေနှလန်းခန့်ဆက်တိုးလိုက်ပြီးမနေ့ချင်းစာရိုက်လိုက်ကကိုချမ်းရဲ့မျက်နှာကိုတိတိကျကျပြီးလူကမွေးရင်လူလိုနားနေရတယ်အားနည်းတဲ့သူကိုဘာလို့အနိုင်ကျင့်နေရတော့ဦးဇော်ဝင်းကတုံရင်နေတဲ့လက်တွေနဲ့အမျိုးသမီးကိုတားလိုက်ပြီးမျက်ရည်တွေဆွဆွနေတဲ့မျက်လုံးနဲ့အမျိုးသမီးကိုကြည့်လိုက်တဲ့အခါသူ့ရဲ့အိတ်ထဲပတ်စံအချို့နှိုက်ယူလိုက်ပါတယ်အမျိုးသမီးကပတ်စံအိတ်ထဲကပတ်စံတွေကိုထုတ်ပြီးတွန်းလဲပေါ်တင်ပေးလိုက်ရင်ပါပါဟိုပါပါပြည့်စည်သွားတဲ့ဟင်းသီးရက်တွေအတွက်ပါ ဒီပစ္စတ်နဲ့အခြားဟင်းသင်းဟဲ့တွေထပ်ဝယ်ပါနော်ရပါတယ်သမီးလေးရေဟိုဘာမှဖြစ်ပါဘူးကန်ချံပါကဒီလိုပဲတွန်းထိုးခံရဖို့ရေးထားမယ်ဆိုရင်ဘလို့မှရှောင်လဲလို့မရပါမဟုတ်ပါဘူးကိုချမ်းလည်းအနာကထွက်သွားရင်းနဲ့အဖိုးကြီးဒီကဘာကြီးကပစ္စတ်နဲ့လက်ပတ်နေတာမင်းတို့လူတွေကအမြဲတမ်းပစ္စတ်အောက်မှာပဲနင်းပြပွားနေနေရမှာဒီကဦးဆောင်မင်းကခေါင်းငုံနေပြီးနှကန်းနေတုံရင်တည်းတားလေးရေ ဒီစကားတွေကမင်းပြောနေတာမဟုတ်ပါဘူးမင်းရဲ့ပတ်ဆက်မူရင်မှုကပြောနေတာဒါမဲ့မှတ်ထားလူလေးရဲ့မူချင်းဆိုတာအရက်ကြောင့်ပဲဖြစ်ဖြစ်ငွေကြောင့်ပဲဖြစ်ဖြစ်တနေ့အမူပြေတဲ့အခါမင်းလိုလူတွေကကိုယ့်ရုပ်ကိုမှန်တဲ့တော့ပြန်ကြည့်ရမှာမဟုတ်ဘူးဦးဆောင်ဝဲတရားတူတူလေးရေရွတ်လိုက်ပါလေကိုချမ်းနဲ့အတူဘေးကပွဲကြီးပြိတ္တတွေကလည်းထွက်သွားကြတာမလို့ဦးဇော်ဝင်းနဲ့ကောင်မလေးသာကြံခဲ့ပါလေ။ကောင်မလေးကဦးဇော်ဝင်းကိုတရေထားမိတတ်တဲ့အခါမှာ တခဏစဉ်းစားလိုက်ပြီးအဖိုးဟိုတမီးရဲ့နာမည်ကဆန်နာပါအဖိုးအကြီးအရာကျမရဲ့စိတ်ထဲတမျိုးပဲရှင် အဖိုးမှာဖုံးကွယ်ထားတဲ့လှုပ်ဝဲချက်တခုခု ရှိမယ်လို့ထင်တယ်အဖိုးကတာမန်ကုံစင်းနေတယ်မတူဘူးပြီးတော့အဖိုးနဲ့ကျမတိတက်ရင်တနည်းအားမှစုံဦးတယ်ပြီးတော့ ကျမအဖိုးကိုသိနေတယ်လို့ပဲကျမပြောတာတွေဟုတ်လားအဖိုးဟိုအဖိုးကဘာလို့လဲဘာဖြစ်လို့ဒီလိုကုံစင်းတဲ့ဘွားကိုဖြစ်သွားတာလဲ ဆန်နာရဲ့စကားဆုံးမှာဥဇော်ဝင်တပြင်းရှည်တစ်ချက်ရှက်လိုက်ပြီးဟုတ်တယ်သမီးလေးဦးဟာရိုးရိုးတာမန်လိုမဟုတ်ပါဘူးသမီးစိတ်ဝင်စားမေးတော့လေဦးလေးအချောင်းကိုပြောပြပါမယ်ဒီဇလန်းကငါရဲ့သွေးသားအမျိုးအရင်းချာရီကြောင့်စခဲ့ရတဲ့မိသားစုဇလန်းပဲဆွေးရမှာပေါ့တချိန်တုန်းကဒီမျိုးပါငါနာမည်ကြားတာနဲ့လူတွေကခေါင်းညှို့ခဲ့ရတယ်ငါဟာအောင်စော်ဝင်းကုမ္ပဏီပိုင်ရှင်ပဲ ။ဦးလေးကုမ္ပဏီကဝန်ထမ်းထောင်ပေါင်းများစွာလွှဲလွှတ်တဲ့စီးပွားရေးလုပ်ငန်းပေါ့။လူတွေကဦးစောဝင်းဆိုတဲ့နာမည်ကိုမျိုးလုံးမှိတ်ယုံကြည်ရတဲ့သူကိုပဲအောင်မြင်ခဲ့တယ်ကို။ဒါမှအိမ်တွေကားတွေပတ်စံတွေလည်းအပြည့်အစုံရှိတာပေါ့။ဦးစောဝင်းရဲ့စကားကြောင့်စန္ဒာလဲပိုစိတ်ဝင်စားသွားပြီးဦးစောဝင်းကိုယ်တိုင်လည်းသူ့အောင်မြင်နေတဲ့အချိန်ကိုပြန်မြင်အောင်ကမျိုးလုံးတွေတောက်ပလာပါတယ်။ကနကြပါဦးဆောင်ရဲ့မျက်နှာညှိုးသွားပြီးဆက်ပြောပါလေ။ဒါမဲ့သမီးလေးရဲ့ ရောဘသားတယောက်မိသားစုထဲမှာ ရှိတာတဲ့ခါအဲ့ဒါကိုမိသားစုလို့ခေါ်လို့မရတော့သလိုအတိတ်ပဲလဲမဲ့လာတာပဲဦးတို့မိသားစုကတဖြည်းဖြည်းနဲ့ပင့်ကူအိမ်လိုရှုပ်ထွေးကုန်တယ်တဖြည်းဖြည်းနဲ့မိသားစုထဲမှာမောင်းမာမှုတွေဂုံးစားမှုတွေရှိလာတော့ငါမင်းမတွေ့အချစ်တွေကိုမလိုတော့ဘူးသူ့ဘူကပတ်ဆက်မယ်လို့တွေအကြအိမ်အောင်ရှင်မတွေစိန်လေဆွဲဝစ်ရင် သူလည်းအပြန်ဆိုင်စိန်လေဆွဲကိုဝစ်ချင်လာတယ် သူစိတ်ကူကငါတို့မှာပတ်စံရှိတာပဲငါလဲဝဲမှာပေါ်ဆိုတဲ့အတွေ့မျိုးအဲလိုပဲငါသားကလည်းစီးနေတဲ့ကားအဟောင်းကြီးမလို့တငယ်ချင်းတွေကဝိုင်းလောင်နေဆိုပြီးကားတစ်တစီးလိုချင်လာတယ်အဲဒီကားအဟောင်းကြီးစီးရတာသူ့ဖို့ခုံငယ်စီတယ်လေလीပြီးတော့သမီးလေးကလည်းထသမြဘရန်ဒတ်အဝေးအစားတွေလိုချင်တယ်သူကတာမန်အဝေးစားတွေဝင်ရင်ပတ်စံသိန်းထောင်ပေါင်းများစွာချမ်းသာတယ်တတိယသမီးက ဘာလို့ဒီလိုအဝေးစားတွေဝေးရတာလဲလို့လူတွေကပြောကြလိမ့်မယ်တဲ့ဥဆောင်ဝင်တယောက်ညှိုးငယ်စွာနဲ့စန္ဒားကိုတစ်ချက်ကြည့်လိုက်ပြီးတပြင်းရှည်ချက်ကဆက်ပြောပြန်နေဟူးငါသူတို့ကိုအမြဲတမ်းရှင်းပြနေကြပတ်စံဆိုတာတစ်ပင်ဘောကအလွယ်တကူခူးလို့ရတာမဟုတ်ဘူးအခုလိုအောင်မြင်မှု ချမ်းသာဖို့ကလည်းငါဒီကုမ္ပဏီကို သွေးနဲ့ချွေးနဲ့တည်ထောင်ခဲ့ရတာအခုလိုရှိတိုင်းသုံးနေမယ်ဆိုရင်တနေ့အားလုံးပျက်စီးသွားမယ် ငါတို့ကုမ္ပဏီကိုဒီထက်ခက်ခဲပါပါဖြစ်အောင်လုပ်နိုင်ဖို့လေလိုတယ်။နောက်မျိုးဆက်တွေသည်စဉ်းစားဖို့လိုတယ်။အခုလဲငါတို့ပြပြစုံစုံနေပဲလေ။အင်းကောင်းကောင်းမှနေရတယ်။စားကောင်းတောက်ဖွဲတွေစားနေရတယ်။အဝတ်အစားကိုလုံလုံချုံချုံဝင်နေရတာပဲ။အခုလဲအားလုံးပြည့်စုံနေတာပဲ။ခွနကမင်းတို့ပြောတဲ့လဝိယရဏာတွေကားကောင်းစားတွေနဲ့အဝတ်အစားကောင်းစားတွေဆိုတာငါအတွက်တော့ပတ်စံကိုမီးရှို့နေရလဲတူတယ်။ မင်းတို့ပတ်စံကိုအလကားမိမရှုကြပါနဲ့ကွာလို့ပြောတော့အဖေကကျွန်တော်တို့ကိုမချစ်ဘူးကုမ္ပဏီကိုပဲချစ်တယ်ဖေကအကစီနေတယ်ပတ်စံကိုပဲချစ်တာကျွန်တော်တို့ကိုစိန်နဲ့အေးစစ်ပေးမနေဘူးဒီလိုတွေမှတ်ချက်ပေးလာတာပေါ့ဦးလေးရဲ့မိသားစုကလည်းတစုထုပဲနော်ဒါပေါ့ကွယ်နောက်တစ်ချိန်အတွက်စဉ်းစားရမယ်ဆိုတာသူတို့ကလုံးဝနားမလည်ကြဘူး ီလိုနဲ့သူကငါ့ကိုညှဉ်းညင်ပြီးမခေါမပြောနဲ့ရက်တွေကြာလာတော့သားမီ၃ယောက်ကတစ်ဖွဲ့ငါးတစ်ဖွဲ့ကွဲသွားပြီအင်းကမိသားစုသာဆိုတဲ့စွစုပေါင်းမှငါးတယောက်ထဲပေါ့ဥသောဝင်အတန်းတွေတုံလာခဲ့ပါပြီသူဟာသူ့ရဲ့တိတ်တုံးကဇက်ချောင်းတွေပြောပြရှာတယ်သူ့ရဲ့စကားကိုနားထောင်နေတဲ့ဘေးကလူတယောက်ကလည်းဟိုပြီးတော့ပပဟိုဘာဆက်လုပ်ခဲ့လဲဆန္ဒမီးတဲ့စကားကိုဥသောဝင်ကမျက်လုံးစုံဖိတ်ပြီး အတိတ်ကိုတွေးလိုက်ရင်ဆက်ပြောလိုက်ပါတယ်။မကြခင်သူတို့နားလေလာလိမ့်မယ်။သူတို့ပြောတာအရင် ဖြည့်ဆည်းပေးလိုက်မယ်လို့တွေးပြီးသူတို့ပြောတာတွေအားလုံးဖြည့်ဆည်းပေးလိုက်တယ်။သူတို့ကိုလည်းဆက်ရှင်းပြမရတော့ဘူး။ဒီလိုလှုပ်ပြပြန်တော့လေသူတို့ရဲ့တောင်းဆိုမှုတွေကတဖြည်းဖြည်းနဲ့ပိုများလာတယ်လေ။ငါဖြည့်ဆည်းပေးလေသူတို့လိုအပ်ချက်တွေကပိုများလာလိမ့်ဖြစ်တာကြောင့်တနေ့ငါလဲပောက်ခွဲပြီးမင်းတို့ငါရဲ့ကျွေးနေစာကိုဖြုံးတင်းနေတာ။ ငါဒီကုမ္ပဏီကနင်တို့စင်ခံမှုတသက်မဟုတ်ဘူးဒီမှာလဲဝန်ထမ်းတွေထောင်ပေါင်းများစွာရှိတယ်သူတို့လဲထောင်မှီကိုနေကြတာငါတို့လဲသူတို့ကိုမှီကိုနေရတာတခုခုဖြစ်ရင် သူတို့ဘလို့လုပ်မလဲပေါက်ကွဲပြီးဒေါသထွက်ပြလိုက်တာပေါ့အင်းလေနော်ဦးလေးသားသမီးတွေကလည်းငွေရင်းကြီးတဲကနှက်ရတယ်များထင်နေလားမသိဘူးဒီတော့ငါမိမကလည်းရှင်ကအိနာဦးစီလေကုမ္ပဏီကိုပဲအမြဲတမ်းခင်တွဲမနေနဲ့ မိသားစုထက်ကုမ္ပဏီကိုပို့ချင်တယ်။ကျမနဲ့ဘာလို့လက်ထက်လဲ။ဘာလို့ကလေးတွေမွေးတာလဲ။ရှင်ရဲ့ကုမ္ပဏီဘာပဲဖြစ်ဖြစ်ကျမဂေယုမဆိုင်ဘူး။ကျမကရှင်ယူထားတဲ့မိမမလို့ကျမလိုချင်တာရှင်ဖြည့်ဆည်းပေးရမယ်။ငါသားကလည်းဖေဖေရဲ့အတွေးကခင်နောက်ကြနေပြီ။ဒီအတွေးကိုပြောင်းလိုက်ခစ်ကအရင်နဲ့မတူတော့ဘူး။ဟိုဦးသမီးကကြတော့ကောဘာမှမပြောဘူးလား။ပြောတာပေါ့။တူလားတိတ်တိတ်နေမှာ။ ဟားတိုက်ပြီးတော့ကိုပဲဖေဖေကပတ်စံကိုတိမ့်ထောင်ပေါင်းများစွာချမ်းသာပြီးသမီးတို့လိုတာလေးမပေးနိုင်ရင်တတိဖြစ်ရတာဘာအကျိုးရှိမှာလဲတဲ့သူတို့ရဲ့စကားကိုကြားလိုက်ရတဲ့အင်ဒီကငါရင်ဘက်အစိတ်စိတ်ကွဲသွားခဲ့တယ်။ငါကက်စီနေတာမဟုတ်ပါဘူး။အဓိကနဲ့တာမညာကိုခွဲခြားစေချင်တာ။သူတို့ရဲ့အမြင်မှာတော့ငါအဖေကငါယောက်ျားကတန်းကျွတ်တထေးကြီးဆိုတာနဲ့ပတ်စံအများကြီးရှိတယ်ဆိုတာပဲမြင်ပြီးအောက်ချီလွတ်သွားကြတာ အခက်ခဲဆိုတာကြုံမှုတဲ့သူမှသိတာသူတို့ပတ်ဆက်ရဲ့တံမိုးကိုမသိကြဘူးကို့မှာငွေတစ်ချက်ရှိမှမင်းကိုလည်းသူများကငွေတစ်ချက်လာပြီးမှာငါသူတို့ကိုပြောပြချင်တာလဲဒါပဲလေဒီပတ်ဆက်ပစ္စည်းဥစ္စာတွေကလည်းသူတို့တွေပဲမဟုတ်လားဦးစောဝင်းရဲ့မိသားစုကြောင့်သိလိုက်ရတော့ဆန္ဒကဒေါသထွက်လာပြီး မျက်နှာရဲလာကဘာဘာတော်တော်ပြင်းမှန်းပါပဲနော်တော်တော်လေးခံစားရမှာပဲ ဟိုဒါပေမဲ့ဘာမှမပြောလဲသေးဘူးလေးစားပါတယ်ဘာဘရေဒီတော့ဦးစောဝင်းကကောင်းညင်ရင်နဲ့ဟုတ်တယ်သမီးငါအားတင်းခဲ့တယ်ဒီနေ့ကျရင်တို့နားလည်လာမယ်ထင်ခဲ့တာအဲ့မှာငါအကြီးကြီးမှားသွားတာပဲတို့ကဖြည်းဖြည်းချင်းငါ့ကိုစန့်ကျင်ဖို့တွေအကြံဖန်နေလှုပ်လာတယ်ငါငါ့မိသားစုရဲ့ကောက်ကျစ်မှုကို မသိခဲ့ဘူးဦးစောဝင်းတရားသူ့တန်ဒီပါတုံလာပြီးမြေပေါ်မှာပြန်ကျင်းနေတဲ့ဟင်းသီးဟွက်တွေကိုကြည့်ပြီးတော့မှညှော့ပြကား ကြည့်ပါဦးဒီအာလူခဲညင်သည်သူတို့မှာဘာတန်မိုးရှိလို့လဲဒါမဲ့ကံကြမ္မာရဲ့လှည့်စားမှုကြောင့်ငါအခုဓာရီကို ရောင်းနေရပြီငွေ900တထောင်လောက်အတွက်နဲ့ငိုနေရတယ်ဆန္နာရဲ့မျက်လုံးမှာမျက်ရည်တွေပြည်လာခဲ့ပြီဘာဘာဟိုဘာဘာရဲ့မိသားစုကလောဘကြီးတယ်လို့ပဲပြောခဲ့တယ်ဟိုဘာဘာဒီလိုအချိန်ဒီထိဘလို့ရောက်လာခဲ့တာလဲဘာဘာဟိုလမ်းပေါ်ရောက်အောင်ဘယ်လိုလုပ်ခဲ့တာလဲ ဦးစောဝင်းတရားတပြင်းရှည်ချပြီးဆက်ပြောပါတယ်။သူတို့ကငါရဲ့ချွေးနေစာကိုနေတိုင်းစကနာထိုးလောင်ပြောင်ခဲ့ပေမဲ့ရုတ်တရက်သူတို့ဆက်ဆံဖို့ပြောင်းလဲသွားတယ်။သူတို့ရဲ့အကြံကိုငါနားမလည်ခဲ့ဘူး။လာနေငယ်ကြတော့အရာအလုံးပြောင်းလဲသွားသလိုခံစားရတယ်။တနေ့ငါမိမကဓမင်းစာစပွဲပေါ်မှာဓမင်းဟင်းနေပြင်ဆင်ပေးရင်ရှင်ကျေးဇူးကိုကျမတို့နားတယ်ပါဘီ။သားနဲ့သမီးကိုလည်းတုံ့တင်ထားပါလေ။ ောက်ကိုသူတို့ရော ကျမပါ အဖို့မလိုအပ်တာတွေမပြောတော့ပါဘူးတဲ့တားကလည်းအဖေတားကိုခွန့်လွတ်ပါကျွန်တော်တို့မှားသွားတယ်ဖေဖေကိုနားမရခဲ့ဘူးဆိုပြီး နောက်ထားရတဲ့စကားတွေပြောတာယင်ဖေဖေရဲ့လုပ်ငန်းတွေကိုပို့ပြီးအောင်မြင်တွေ့တဲ့အောင်တားလည်းဝိုင်းကူပါမယ်ဟိုအဖေနဲ့အလုပ်တွေတူတူလိုက်လုပ်ပါမယ်ညီမလေးကိုလည်းအတုံးနဲ့အဖြုံနားလေအောင်ပြပြထားပါရယ်ဟုတ်ကဲ့ပါဖေဖေ ဟိုနောက်ကိုမလိုအပ်တဲ့အဝယ်အစားတွေအများကြီးမွေတော့ပါဘူးပတ်စပ်နေလဲချွေချွေတတာနဲ့သုံးပါမယ်ဟိုတမီးတို့ပြောမဆိုမှရှင့်လဲခွန့်လွတ်ပါဖေဖေငါလဲဒီလိုတွေကြားတော့ငါစေတနာကိုနားလေပြီသူတို့အမြင်မှန်ရာသွားကြရတို့ထင်ခဲ့တာဘာဘာပြောပုံရဆိုရင်သူတို့ကအမြင်မှန်ရာသွားကြတာမဟုတ်ဘူးလားဟိုအမေဖြစ်သူဘာဘာမိမကလည်းအတုံးနဲ့အဖြုံနားနေပါပြီ။ဟိုသားရီသမီးတွေကိုလည်းတင်ပေးထားပါပြီဆို ိုပြီးတော့ဘဘသားကလည်းအလုတ်တူလိုက်လုပ်ပြီးလုပ်ငန်းကို တိုးတက်အောင်လုပ်သွားမယ်ဆို။တမီးလေးကလည်းလိမ်မာနေပြီမဟုတ်လား။ဟိုဘာများဖြစ်သေးလို့လဲရင်အဲ့ဒါသူတို့ကငါ့ကိုအချိုးသက်ပြီးဖြည်းဖြည်းချင်းငါ့ရဲ့ယုံကြည်မှုကိုရယူလိုက်တာပဲ။ဒီတော့ဆန္ဒနဲ့အံ့ဩစွာနဲ့ဟမ်ဘလို့ဘလို့ဟိုသူတို့လိမ်မာသွားကြတာမဟုတ်ဘူးလား။ဒီတော့ဦးစောဝင်းကစစ်ပြက်စာနဲ့ဆက်ပြောပါလိမ့်။သူတို့ဟန်ဆောင်လိမ်မာနေရင် တရက်မှာတာအနာကိုရောက်လာပြီအဖေဟိုကုမ္ပဏီကို အခုထက်ပိုမြင့်တဲ့အဆင့်ကိုရအောင်လုပ်ရမေးတားမှာအကြံကောင်းနေရှိတယ်ဟိုဒါကြောင့်လုပ်ငန်းသဘောအရစောင်းရဲချို့မှာအဖေလက်မှတ်တွေလိုတယ်အဖေအဖေကကျွန်တော်ကိုလက်မှတ်ထိုးပေးမှာမဟုတ်လားကျန်တာအားလုံးကျွန်တော်တို့ကန်တွေ့မေးတားပြီးတော့အတူတူကောင်းညင်ရင်းနဲ့ငါ့ကိုဖိုင်တစ်ခုပေးလာတယ်ဘလို့အစစ်မြောင်လုံမှာတော့ ဒါရီကဘာစာရွက်တီတုံးလို့ပြန်မေးရင်လှန်လို့ဖတ်မလို့ကြံနေတော့ငါမေးမက စကားဆဖြစ်ပြီး ပြောရွှင်လေဟိုဒါရီကလုပ်ငန်းသဘောအရာတွေပါအချုပ်ကိစ္စတွေကရှင်းဝင်ပါနေရမှာမို့လို့ဒါကိုတိုင်ဦးစီးပြီးလုပ်လို့ရအောင်လက်မှတ်ထိုးရတာပါဒါလေးတွေကတာမန်ပါစိတ်မပူပါနဲ့ရှင်းကုမ္ပဏီကိုအပိုင်သိမ်းမှာမဟုတ်ပါဘူးအဲဒီနောက်မှာတားဖြစ်သူကငါ့ကိုတည်တည်ချာချာစိုက်ကြည့်နေတယ်နှလုံးချင်းစုံပြီးယုံကြည်မှုအပြည့်ထားပြီးတော့ပေါ့ ဟိုအခုဆိုရင်အဖေကအသက်ကြီးလာပြီလေဟိုဒီကိစ္စတွေက ပြေးရလွှားရမှာမို့လို့အဖေကရုံးခန်းထဲမှာထိုင်ပြီးအဖေစီမံမှုတွေဆက်လုပ်ပြီးပေါ့ကျန်တဲ့သွားလာရမယ့်ကိစ္စတွေကျွန်တော်တာဝန်ထားပါဘေဘေလည်းကျွန်တော်တို့မတိနာမလဲမှုတွေကြောင့်ပြင်ပန်းနေပြီပဲအခုတခါကျွန်တော်တို့အဖေကိုအားယူစေခြင်းပြီဒါကြောင့်လက်မှတ်လေးပဲထိုးလိုက်ပါဒီလိုစကားလုံးတွေကြောင့်မင်းငါရဲ့စဉ်းစားဉာဏ်တွေပြတ်သွားပြီးစိတ်ပျော့သွားတယ်။ငါသားသမီးတွေပဲ ကုမ္ပဏီကိုကောင်းလို့ဖို့ရှစ်ဆက်စ조사ဖို့အတွက်ပဲလေဒီလက်မှတ်လေးကဘာမှုလို့လဲလို့တွေ့ပြီသူတို့ပြောတဲ့နေရာတွေအားလုံးမှာလက်မှတ်တွေထိုးပေးလိုက်တယ်ပေါ့ပြောရင်းနဲ့တုံရင်နေတဲ့လက်ထက်မှာလက်ဟန်ပြထိုးပြရင်းနဲ့လေးကန်စွာနဲ့ဆက်ပြောတာပေါ့အဲ့ဒီစာရွက်တွေကငါကငါဒီလိုဘွားကိုရောက်စေမဲ့အမိန့်စာတစ်ခုဖြစ်ရတာပေါ့သူတို့ပြောတဲ့လုပ်ငန်းသဘောအရာဆိုတဲ့စာရွက်တွေက ပိုင်ဆိုင်မှုလွှဲပြောင်းပြီးတဲ့စာရွက်တွေလေဟဲဒါဆိုရင်ဦးလေးရဲ့ပိုင်ဆိုင်မှုတွေသူတို့လိမ်ယူသွားတာပေါ့ဒါပေါ့အားလုံးသူတို့လက်ထဲကိုရောက်သွားတယ်လေဘဏ်အကောင့်တွေအိမ်တွေကားတွေနဲ့ငါနှလုံးသားနဲ့တီထောင်ခဲ့တဲ့ငါကုမ္ပဏီလေးအပါဝင်ပဲသူတို့ဟန်ဆောင်မှုကအရင်ပြည်ပြင်တော့လေငါလည်းချက်ချင်းနားမလည်ခဲ့ဘူးနောက်မှအဖြစ်မှန်တွေကိုသိရတဲ့အခါငါကန့်ကွက်ပါသေးတယ်ဘယ်ရလိမ့်မလဲ ဒါရီလူချင်းတို့ဒီလိုတွေခွင်ဆင်ခဲ့တာမို့လားမိမဖြစ်သူကလည်း "तू ကငါမိမမဟုတ်လို့ဒါရီအားလုံးသူ့နယ်လဲဆိုင်နေသူ့ပစ္စည်းတွေပဲ"တဲ့။ငါတော့နှလုံးသားနဲ့တည်ဆောက်ခဲ့တာလေ။ဒါမဲ့ "तू ကငါမျက်နှာကိုတရေထွေးသွားတယ်။အရင်ကလင်မယားမဟုတ်လို့စိုင်မဲဆိုင်ခဲ့တာ။အခုဆိုအပန်ရလိုက်ပြီမဟုတ်လို့ငါ့ကို तू မလိုအပ်တော့ဘူး"တဲ့။ဒါကလည်းရိုင်းပြစွာနဲ့အဖိုးကြီး ကျုပ်တို့လည်းလုတ်တဲ့ဂိုင်းတဲ့ပါတယ်ဗျခမရပဲလုတ်တတာမဟုတ်ဘူးဒီလုပ်ငန်းတွေကိုကျုပ်ဆက်လုပ်မယ်ခမကြီးနားလိုက်တော့အဖေသမီးတို့လုတ်သမျှကိုညီငယ်လေးကြည့်နေရုံပဲထိုင်ကြည့်နေရုံကတကယ်ထိုင်ကြည့်နေရုံပဲလေဘာမှဝင်ပြောဖို့မစင်စားနဲ့သမီးရေငါမိသားစုကအဲ့လိုစကလုံးတွေအဲ့လိုမျက်နှာထားတွေနဲ့ဒီလိုအပြုတ်မှုတွေထွက်လာလိမ့်မယ်လို့အိမ်မက်သေးတာမတွေးခဲ့ဘူး ီလိုသားသမီးမျိုးလည်းရှိတာပဲเนาะငါမှာတော့သားသမီးတွေပြည့်စုံပါစေဆိုပြီးနေရောညပါရုန်းကန်ကြရတာတတလုံးစူးစားပြီးရှောက်ဖွေပေးရတာဟောသားသမီးတွေကတော့အဖေရဲ့အနစ်နာခံမှုကိုမမြင်ပြောရှင်မှုနဲ့ပတ်စံကိုပဲလိုချင်တယ်ဒီပတ်စံတွေရဖို့အတွက်ဘလောက်တောင်စူးစားခဲ့ရတယ်ဆိုတာသူတို့ကမသိဘူးပြီးတော့အဲ့ဒီနေ့မှာငါတိတိုက်တယ်အနာကျင်ဆုံးတန်ရာကကို့မိသားစုအရင်ချာရီစီကပဲ ရုတ်တရက်ဆန္ဒကဥဇုံရဲ့မျက်နှာကိုတေချာကြည့်လိုက်ပြီးတခုခုကိုသတိရပြီးတူတူလေးမေးလိုက်ပါလေ။ဟိုဘဘဟိုသမီးတခုမေးချင်လို့ဘဘအဖိုးကဥဝနဆိုတဲ့လူကိုခုညီခဲ့ဘူးတယ်ဆိုတာဟုတ်လား။ဟိုဘဘမှတ်မိလား။ဟိုရှုံးပေါ်နေတဲ့ကုမ္ပဏီဥဝနကိုဘဘခုညီဘူးတယ်မဟုတ်လား။ဒီတော့မှဥဇုံမင်းနဲ့အတိတ်ဟောင်းကိုသတိရပြီး음ဟုတ်တော့ဟုတ်တယ်။ငါမေးဆွေမှုလို့ခုညီတဲ့တို့ခုညီခဲ့တာပေါ့။ ဟိုဒါနဲ့ဟိုတမီးကဒါတွေဘလို့သိနေတာတော့ဟိုကျမကသူတမီးပါဟိုကျမတို့အခက်ခဲရှိတဲ့အချိန်မှာအဖိုးကကျမတို့ကိုကူညီခဲ့တဲ့အကြောင်းဖေဖေပြောပြလို့အားလုံးသိထားပါပြီပြီးတော့ဖေဖေကိုကူညီမဲ့သူမရှိခဲ့ပဲဘာဘတယောက်တည်းကပဲကူညီခဲ့တယ်ဆိုတာလေဟိုတမီးသိထားပါတယ်ဒါတွေအားလုံးကဖေဖေတက်ရှိထင်ရှားရှိတော့ကဘာဘအကြောင်းကိုခဏတိုင်းပြောပြနေပြီကျေးဇူးတင်မဆုံးပါဘူးအဲ့ဒီအဖေရဲ့ဆန္ဒတွေက အခုကျမတို့ရဲ့ခေါင်းပေါ်မှာရှိနေတော့မှာပဲလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဘာဘကိုမင်္ဂလာပွဲတစ်ခုမှာတွေ့လိုက်ပေမဲ့ဘာဘကိုနှုတ်မဆက်လိုက်ရဘူးပေပေပြောပြတဲ့ဘာဘအကြောင်းတွေတမိနားထဲမှာတော့အပြည့်ပေါ့ဟိုအခုဘာဘကိုဒီလိုမြင်ရတော့ဟိုကျမခြေပြားလက်ပြားတွေအေးဆက်သွားတယ်ဒီတော့ဘာဘအားမငယ်ပါနဲ့နော်ဟိုဘာဘနဲ့အတူတမိရှိနေပါတယ်ဘာဘကိုမယိုမသားလောက်ခဲ့တဲ့သူတွေကို သူတို့လုတ်ခဲ့တဲ့ကံကြမ္မာရဲ့အပြစ်ဒဏ်ကိုခံရလိမ့်မယ်။ဆန္ဒရဲ့စကားအစုံမှဥဆုံမင်းကလေးလံတဲ့အတန်နဲ့တမီးလီ အမှန်တရားတော့အမှန်တရားပေါ့။ဟိုဒါမဲ့ငါတခုခုလုတ်လိုက်ရင်တိုက်ခိုက်မဲ့သူကငါမိသားစုတွေပဲမဟုတ်လား။ဒါရီအလုံးသူတို့ဟာပဲမို့လို့ထားလိုက်ပါ။ဟိုဘာဘာရင်နာတာကဒီလောက်ထီအောင်ကြာဆင်းသွားလိမ့်မယ်လို့မတွေးထားမိတာပဲ။ဟုတ်ကဲ့ပါဘာဘာ။ ။ဟိုအခုတော့ဘာဖတယောက်တည်းမဟုတ်တော့ပါဘူး။ဟိုသမီးနဲ့သမီးတငယ်ချင်းကိုပြေလေအဘာနဲ့တူ ရှေ့နေပြီပဲ။ပြီးတော့သူကရှေ့နေတရားမို့လို့သူနဲ့တိုင်ပင်ပြီးကျမတို့အကောင်းဆုံးတစ်ခုခုစီစဉ်ကြတာပေါ့။ဟိုဘာဖစိတ်ကူးကိုနားလေပါရဲ့။ပြဿနာတွေကြီးထွားပြီးဘာဖရဲ့မိမသမီးနဲ့သားတို့ကိုအရန်နဲ့နာသွားမှာမလိုလားဘူးမဟုတ်လား။ဟိုကျမနားလေပါရဲ့။အဲ့လိုမဖြစ်ဘဲနဲ့အချားလေးနဲ့ဖြည့်ရှင်းလို့လည်းရနိုင်ပါရဲ့။ ကျမတို့ရဲ့ကော်မတီမှာမှတ်တမ်းရုံးကိုတွားပြီးစာရစာရနေတွားရှာမယ်ဆိုရင်အပြည့်တစ်ခုခုတော့ရပါမယ်။ဒီတော့ဟိုဒါသမီးရဲ့ဖုန်းနဲ့ပဲအဘယူထားလိုက်နော်။အဘဖြစ်စေခြင်းတဲ့အတိုင်းပဲဘယ်သူမှမနစ်နာရအောင်သမီးစီစဉ်လိုက်ပါမယ်။ဆန်နာလည်းကိုပြင်းနဲ့တွေ့လိုက်ပြီးတသနာအကြောင်းစုံကိုပြပြလိုက်တဲ့အခါမှာကိုပြင်းကလည်းရှေ့နေတရားမလို့စာရစာရနေပြင်ဆင်စုဆောင်းလိုက်ရမှာ။ရန်နေခဲ့ကြတော့ကိုပြည့်ရဲ့လက်ထဲစားစားတဲ့နေရောက်လာခဲ့ပါတယ် ဆန်နာဟိုငါဘဘဇဝင်းကိစ္စတွေအားလုံးလေ့လာပြီးပြီသူတို့ကခွင်ကြီးဆင်ခဲ့တာပဲကွာတော်သေးတာပေါ့ငါတို့ဘဘနဲ့စုံတာဆော့သွားလို့ကုမ္ပဏီများနှစ်တန်းရုံးရဲ့အစားအသောက်တွေရဘဘဥဆောင်ဝင်းရဲ့နာမည်နဲ့မတ်စတာရှယ်ယာ55ရာခိုင်နှုန်းရှိသေးတယ်ဒီရှယ်ယာတွေကလည်းဥပဒေအရအလွယ်တကူလွှဲပြောင်းလို့မရဘူးသူ့မိသားစုလည်းဒါတွေသိပြီးစူးစမ်းခဲ့မှာပေါ့သူ့ရဲ့စီကန်းတွေကြောင့်မှတ်ပုံတင်တာမပြီးခဲ့ဘူး ဒါကြောင့်ငါပြောချင်တာဘဘရဲ့ကုမ္ပဏီဘဘပိုင်သေးတယ်။ကိုပြည့်ရဲ့စကားကိုကြားလိုက်ရတော့စန္နာမျက်လုံးတွေတောက်ပြီးကိုပြည့်ဟိုဒါဆိုရင်ကျမတို့ထက်ဖြစ်ရှင်းလို့ရတာပေါ့နော်။အင်းဖြစ်ရှင်းလို့ရရေဟာဒါပေမဲ့လမ်းပေါ်မှာပြောနေတော့မပြီးဘူး။မတို့တရားရုံးကိုတင်ရလိမ့်မယ်။ရုံးကနေတရားစင်းမီဒီယာတွေခေါ်ပြီးသတင်းစာရှင်းလို့ဝဲရေလို့ဒီလိုမှအမှန်တရားကိုလူတိုင်းသိမှာ။ အမှုချာနာမယ်နေ့မှာဦးဇော်ဝင်းကတာမန်အဝယ်စားနဲ့ရောက်လာခဲ့ပြီးအေးဆေးတင်ကြီးနဲ့မျက်နှာထားရှိပေမယ့်ဇနီးနဲ့ကလေးတွေကတော့ခံကြားတဲ့အဝယ်အစားတွေဝတ်ထားပြီးမျက်နှာမှာစိုးရိမ်စိတ်တည်နေပေါ့အမှုကရှင်းနေတာမဟုတ်လို့တရားထင်းနဲ့ဆုံးဖြတ်ချက်ချတယ်တရားသူကြီးကလည်းစာရဆာရနဲ့စစ်ဆေးပြီးဒီကုမ္ပဏီရဲ့ပိုင်ရှင်အစ်စ်မဟာအခုဒီဦးဇော်ဝင်းပဲဖြစ်ပါတယ်လေစားပြီးလှုပ်ထားတဲ့လွှဲပြောင်းမှုတွေအားလုံးကပြတ်ပယ်ပါတယ်ဆိုရင်ဆုံးဖြတ်ချက်ချပြီးအခါ ။ယခုတန်နေစဉ္ညာသွားခဲ့ပြီးတရင်စာထဲမှာလည်းဟင်းသီးဟင်းရွက်တဲမှစက်မှုလုပ်ငန်းရှင်တို့အမှန်တရားရဲ့တမိုင်းဝင်အောင်ပွဲဆိုတဲ့သတင်းကောင်းစင်တွေနဲ့အောင်မြင်မှုရခဲ့ပါတယ်။ဒါရီအလုံးပြီးသွားတဲ့အခါမှာဦးဇော်ဝင်းကသူ့ရဲ့သားသမီးတွေကိုကားတို့တမီးတို့ဖေဖေဗာမားမှားခဲ့လို့အခုလိုလုပ်ရတာလေဒီချမ်းသာမှုဒီဂုံတွေအရှင်အဝါတွေဆိုတာကားတို့နဲ့အလုံးသက်ဆိုင်တာပဲဒီ ဘာလို့ဖေဖေကိုခုလိုတစ္ဆာဖောက်ခဲ့တာလဲအဖေရဲ့မိကုံးကိုမဖြစ်ပဲတားဖြစ်သူကခေါင်းငုံနေပြီးသမီးကတော့ငိုနေတာပေါ့အဝေးကနေနှမ်းကြည့်နေတဲ့ဆန္ဒကတော့ရဲ့ဧတီဝဲပြီးကျဉ်တ်နေခဲ့ရပါလေဒီဇလန်းဟာစိတ်ကူးရဲ့ဇလန်းဆိုပေမဲ့ရွေချက်ကတော့တင်ငန်းစာပေးမှုပါဇလန်းတွေကတရင်စကားတွေကလောဘကလူကိုလွှမ်းမိုးတဲ့အခါမှာအနာကျင်ဆုံးတန်ရာကို ကို့လူတွေကပဲပေးတာပါပစက်ဘလောက်ပဲရှိရှိ မိဘရဲ့ဂုဏ်သိက္ခာနဲ့လူသားဆန်မှုတဲ့မကြီးမြတ်နိုင်ပါဘူးဒါဟာအကြီးမားဆုံးသောစီးစိမ်ပဲဖြစ်ပါတယ်